မန္တလေးတိုင်းတောင်တာမြို့နယ်ကစစ်ကောင်စီတပ်တွေရဲ့ဂိတ်စကန်သုံးခုကိုဝင်တိုက်ရာထိခိုက်ဒေဆုံးသူတွေရှိပြီးတံငါတွေကိုလည်းမိရှုပ်ဖြစ်စေနိုင်ခဲ့တယ်လို့ညင်းညက်ခရိုင်အမတ်တုံးတရင်စီကသိရပါဗျ။မတိလာခြေဆိုင်တပ်မကူကူကစစ်ကောင်စီတပ်တွေရှိနေတဲ့မကြီးယိုဂိတ်၊ဘေတနိုးတောင်ပေါ်နဲ့စကြမ်းတန်လန်ဂိတ်တွေကိုလွန်ခဲ့တဲ့9ရက်မနေ့6ရက်မှာကာကွယ်ရေးတပ်တွေကတိုက်ခိုက်ပြီးနောက် စစ်ကောင်မရှင်တပ်ဖွဲ့ဝင်၃ဦးသေဆုံးတာဟုရဲမြင့်တွေ့ခဲ့ရပြီးဘင်္ဂလားဆက်တလုံးကိုမိရှုဖြစ်စီနိုင်ခဲ့တယ်လို့မြင်းချက်ခရိုင်အမတ်သုံးတရင်တရင်နဲ့ပြင်ကြားရေးတောင်းခံကပြောပါတယ်။ဂျိုင်းနဲ့ထဲနဲ့တောင်းတာမျိုးပေါ်မှာရှိတဲ့ဂိတ်၃ခုနေရာလုံးကိုကျွန်တော်တို့အချိန်ထဲမှာပဲဟိုကျွန်တော်တိန်ဟိုတိစီဖို့ဝင်ရောက်တိုက်ခိုက်ခဲ့တာပေါ့တို့ချီကုန်းကြီးယူတဲ့နေရာ၃ခုကကျွန်တော်ဗိတ်တနိုးတောင်ပေါ်ရဲပြီးတော့ရှင်မကြီးဦးဂိတ်ရဲပြီးတော့ရှင်ကျွန်တော်တို့ဒီကြံအထွက်ဂိတ်ရဲပေါ့အဲ၃ခုကိုတစ်ခါရဲ့ ချိန်ထဲမှာလှုပ်တဲ့ချိန်မှာဟိုမကြီးယိုးဘက်ကနေပြီးတော့နည်းနည်းဟိုတန်လန်းဂိတ်ဖက်နည်းနည်းဆောသွားတော့ကျွန်တော်မကြီးယိုးဘက်ကတော့ဟိုကျွန်တော်အကုန်လုံးသိမ်းနိုင်လိုက်တယ်ဗျဟိုစကြန်းဘက်ကကျတော့အရှိဘက်ကတနက်တန်ကြာပြီးတော့သူကဘန်ဂါးထဲမှာနေရာယူလိုက်တော့ကျတော့စကြန်းဘက်ကိုကျတော့ကျွန်တော်တို့ကအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပြီးတော့ထိတွေ့မှုပဲတိုက်ပွဲပဲဖြစ်သွားကြတယ်ပေါ့ဟိုစကြန်းကတော့ကျွန်တော်သိမ်းမရလိုက်ဘူးဗေတနိုးမှကျတော့ဒေနိုးတောင်ပေါ်ကကျတော့ကျွန်တော်တတ်သိမ်းနေတတ်သိမ်းတော့ ဟိုဘင်္ဂါ7လုံးရှိတာကမှကျွန်တော်ဘင်္ဂါ7လုံးထီရောက်ခဲ့ပြီးတော့မှအဲကျန်တဲ့ဘင်္ဂါတလုံးအမှမှကျွန်တော်ပြန်ပြစ်နေတဲ့အနေအထားမျိုးဖြစ်နေတယ်ပြီးတော့တောင်ပေါ်လဲတောင်ပေါ်ဆိုတော့ကြတော့ကျွန်တော်အဲဟာကိုကျွန်တော်ထားခဲ့လိုက်ပြီးတော့ပဲကြားခဲ့တဲ့7လုံးကိုပဲကျွန်တော်ဖြည့်ဆည်းခဲ့ပြီးတော့ပဲကျွန်တော်ပြန်လာခဲ့လိုက်တယ်ဗျတိုက်ခတ်ပြီးနောက်စစ်ကောင်မရှင်ဘက်ကနိုဝင်ဘာ9ရက်နေ့မှာဂျက်ဖိုက်တာနဲ့ပုံကျဲခဲ့တဲ့အတွက်တံပူရွာခပီသူတအူးတည်ဆုံးပြီးတအူးတရံရခဲ့တယ်လို့ဆိုပါတယ် ကျွန်တော်တို့အဲ့မကြီးရုံးမှာကျွန်တော်ဘန်ဂါရီတိန်းစီးမိပြီးတော့အဲ့မှာသူတို့ရှိတဲ့ဟိုစကားစားတတ်ထားတဲ့ဂျမ်းမာတွေကျွန်တော်အကုန်ဖြုတ်တယ်ပေါ့ပြီးတော့ရှင်သူတို့စောက်ထားတဲ့ဒီဘန်ဂါအခိုင်မာတွေကိုပေါ့ကျွန်တော်မီးရှို့တယ်ဖျက်ဆီးခဲ့တယ်ကျွန်တော်အဲ့လိုမဖျက်ဆီးဘဲနဲ့ကျွန်တော်ခြေကုပ်ယူပြီးတော့ကျွန်တော်ပြန်ပြီးတော့ကာဟိုကာပြီးတော့အဲ့မှာကျွန်တော်ဆက်လက်ထိန်းထားမယ်ဆိုလို့ရှင်လည်းထိန်းထားနိုင်တဲ့အနေအထားရှိရတယ်ဗျာ ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါမျိုးဝဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ထိန်းထားတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော် မြေပြင်မှာကကျွန်တော်တို့ကတိမ့်နိုင်လိုက်ပြီဒါပေမဲ့ကျွန်တော်တို့ ID channel တို့တတဦးလို့ဆိုတော့ကျွန်တော်တို့ CEO လာလိုက်လို့ရှိရင်9မိနစ်ဖဲကြာရေလေချောင်းနဲ့ဆိုလို့ရှိရင်အဲ့အချိန်မှာမျိုးဝ gate တွေဖြစ်တဲ့အတွက်ကြောင့်မလို့လေချောင်းနဲ့ဘုံလာကျလို့ရှိရင်မျိုးဝနေတဲ့ပြည်သူတွေပါကျွန်တော်တို့ထိခိုက်မှာဆိုလို့အဲ့ gate တွေကိုကျွန်တော်တို့မယူတော့ဘဲနဲ့နေရာမယူတော့ဘဲနဲ့ကျွန်တော်အဲ့ gate တွေကိုဟိုမိရှုဖြတ်စီး ခဲ့ပြီးတော့ပဲပြန်လာခဲ့လိုက်တယ်။တောင်သာမျိုးတွေကမကြီးဦးကိန်းမှာစစ်ကောင်ရှင်တပ်သား20ဦး၊ဗီတနိုးတောင်ပေါ်မှာ26ဦး၊စစ်ကြမ်းတန်လှန်ရေးမှာ20ဦးဝင်းကျင်တက်ဆွဲထားတာလို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းမှာဂျမတလုံး၊မိဆက်တလုံးနဲ့စစ်သုံးပစ္စည်းတွေကိုတင်စီရရှိခဲ့ပြီးတနက်တွေကိုတော့ထွက်ပြေးသွားတဲ့စစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေကယူဆောင်သွားတာကြောင့်မရခဲ့ဘူးလို့ဆိုပါတယ်။ပြည်ကလေးအော်တိုဘား73ရက်ကလည်းတောင်သာမြို့နယ်ရုံးစီကြီးကြီးရွာကပြည်သူနေအိမ်တွေကိုတက်ဆွဲထားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကို မင်းချက်ခရရန်အမှတ်တော်တရင်ကလက်နေကြီးတွေနဲ့ပြစ်ခတ်ခဲ့ရာ6ဦးသေဆုံးခဲ့ပါသေးတယ်